hello အမျိုးတော့ရေမတွေ့တာကြာပြီနော်သူကလည်းမပြောဖြစ်တာကြာပြီအလုတ်ကနေပြန်လာရင်တော့အကျန်အေးပြက်ပြီးတော့တညလုံးမအေးရရင်တော့သူကမျက်နှာလူနာလိုပဲအဲ့ဒါကြောင့်မလို့မပြောချင်ဘူးပေါ့နော် motivation သိမရှိဘူးပြောဖို့အဲ့ဒါကြောင့်မပြောဖြစ်တာပင်မနာလည်းပါတယ်နော်ဆောက်ရသီတော့ကတော့ဟိုက အာကာနွေးလာအောင်စောင့်ရင်းနဲ့ပြောပြောရတယ်ဆိုတော့လေအားကြပြောဖြစ်တာအမ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာအများကြီးပဲပြောပြစရာတပုံကြီးရှိသေးတယ်တချို့ကိစ္စတွေရာလေအလုပ်ထဲမှာကိုကအတွေ့အကြုံကိုပြန်ပြောရင်းနဲ့ကိုဖြတ်တန်ခဲ့တဲ့အကြောင်းတွေကိုဘဝချင်းတွေကိုအကြောင်းတွေပြန်ပြောရင်းနဲ့စိတ်နာ ပြောတာစိတ်နာလာတာပေါ့သူတစ်ဖြစ်ကတော့ဒီအာစနေဆိုကြမို့လို့ဒီဒူဒူဒူဒုက္ခရောက်ရတယ်ဆိုတဲ့အကြောင်းမတည်တဲ့လူတွေနဲ့နေသားကြပြီးတော့ခောက်ယုံကျိုးနေတဲ့အာစနေဆိုထဲမှာကြည်ပြင်ခဲ့ရတဲ့အခြေအနေလေးတို့ပြန်ပြောပြရင်စိတ်နာတယ်အဲ့လိုမျိုးလေ ဒီမနေ့တော့မှအာဘာဖြစ်လဲဆိုတော့ဒီတငယ်ချင်းတယောက်ကအမလူနာတူတူဟိုလျောက်တူတူဟိုပေါ်ချီပါတိုက်ပေးရင်းလဲပေါ့နော်ဘာဖြစ်ဆိုတော့ဒီမှာကအကျမ်းမကြီးကကိုက ICU မှာလုပ်တယ် intensive care မှာလုပ်တယ်ဟို24နာရီအတွင်းမှာလူနာကိုဈေးပါတိုက်ပေးရတယ်ပေးပါပေါ့နော် ေဘတ်တိုက်ပြရတယ်အဲ့ဒါဆိုရင်24နာရီအတွင်းမှာ day shift နေ့ဂျူတီကြတဲ့လူတွေကအဲတဝက်ဒီဘတ်တိုက်ပြရတယ်ညဂျူတီကြတဲ့လူတွေကတဝက်ပြန်ပြီးတော့တိုက်ပြရတာပေါ့နော်ဆိုတော့ဒီဘတ်တိုင်းနဲ့အလိုပဲစကားတွေပြောဖြစ်တယ်ပြောဖြစ်တဲ့ခါကျတော့ဒီ privacy ကိစ္စပြီးတော့ဒီနိုင်ငံရဲ့ကျမရေးနဲ့ပတ်သက်ပြီးတော့မှသူပြည်သူကိုဒီနိုင်ငံရဲ့စနစ်ကပေါ့နော်အစိုးရဆိုတာကတော့ပြည်သူလူထုကရွေးလို့ဖြစ်တာကိုလေဆိုတော့ဒီသူရဲ့စနစ်ဒီကျမရေးစနစ်ထဲမှာဖြတ်သန်းတဲ့ဟာတွေပြောပြတာပြောပြတဲ့ခါကျတော့သူတို့ကပြောပြတာတော့တကယ်တမ်းကျတော့ကိုက နေရဘူးဘောနာစနဲ့ကြောင်းပြီးတယ်လို့နေပြောတယ်ဗမာပြည်မှာဘာလဲဒီရေရှားမှာပေါ့နော်ဘာဖြစ်လို့နာစမလောက်တာလဲဘာဖြစ်လို့အခုမှပြန်ပြီးတော့ဒီထဲဘောပြန်ရောက်တာလဲအဲ့လိုမျိုးတွေပြန်ပြဖြစ်ဖြစ်ငါနိုင်ငံရေးပဲလုပ်တယ်ဘာကြောင့်လဲဆိုတော့ငါတို့နိုင်ငံမှာကျမရေး policy ကရန်ကိုဆိုးတယ်ဒီဆရာနာရှင်စနစ်လက်ထက်မှာဖြည့်ဆည်းထားတယ်ဒီကျမရေးစနစ်ကအရင်ဆိုးလွန်တဲ့ခါကြတော့ policy change ဖို့အတွက်ကိုပဲအဓိကအာတန်လဲ policy change ဖို့သွားတယ်နောက်တစ်ခုကကျမရေးဝန်ကြီးဌာနဝန်ကြီးတွေဒီဆရာဝန်ဖြစ်ဆရာမလို့ဘူးဘာကြောင့်လဲဆိုတော့ဒီဆရာဝန်ဆိုတာစေကူဖို့ပဲဖြစ်ရမယ် management ကိုနားလည်ရမယ် ဒီကျမရေးဝန်ကြီးဌာနမှာဝန်ကြီးလုပ်မဲ့လူတွေဒုဝန်ကြီးလုပ်မဲ့လူတွေကဒီ management ကိုသိရမယ်ဘယ်လိုပြည်သူလူထုရဲ့ကျမရေးကိုဘယ်လိုစီမံခန့်ခွဲရမလဲဘယ်လိုကောင်းအောင်လုပ်ရမလဲအဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဘာကောင်းအောင်ဟိုပြူစနစ်ကောင်းဘက်ကိုဦးတည်လာဖို့အပြောင်းလဲကို policy ချိန်ဖို့အတွက်ကိုပဲအဲဘွားဖို့လိုတဲ့အတွက်ကြောင့်မို့အဲ့ဒီဘက်ကိုတောင်းအားပေးပြီးတော့လိုက်ရောက်တယ်ပေါ့နော်ပြပြဖြစ်တယ် အဲ့ဒါနဲ့ဟိုပြောပြရင်လည်းဘာဖြဲ့သွားဆိုတော့မြန်မာနိုင်ငံရဲ့ကျမ်းမာရေးစနစ်ကိုပြန်ပြီးတော့ပြောပြဖြစ်တယ်။ဘာလို့ဆိုတော့ဒီမှာကြတော့လူနာပြူတစ်ယောက်ကလူနာနှစ်ယောက်ပဲလူနာနှစ်ယောက်ပဲအာတည်တည်ရတယ်လေနော်။မြန်မာဒီမှာဆိုရင်အများကြီးတည်ရတယ်အဲ့လိုမျိုးဆိုတော့အများကြီးတည်ရတဲ့အပြင် လူနာတွေလည်းကိုယ့်စီကိုဘူရောင်းလာဖို့အတွက်ကိုစောက်ရတာအများကြီးပဲ။အဲ့ဒါနဲ့ပြန်ပြီးတော့မှကျမကဒီ ကျမခန္ဓာဆေးရုံမှာကျမသားပေါ့နော်ဟိုဖိုးပင်လုံးလေးကိုမွေးတော့ကဒီအာတွတ်ကြုံလေးကိုပြန်ပြောပြတယ်ပြန်ပြောပြတဲ့ခါကျတော့ငါကိုယ်တိုင်တောင်မှလို့ဒီလိုမျိုးကျမရဲ့စနစ်ဆိုးကြီးထဲမှာ ခလေးမွေးလာခဲ့ရတာလို့အဲ့ဒါကြောင့်မလို့ငါရမ်းစိတ်နာတယ်လို့အာတကယ်တမ်းကျတော့ကျမမဟာမြိုင်ဆေးရုံမှာမွေးဖို့လုပ်ထားတယ် မဟာနယ်ဆေးရုံမှာမွေးရင်သူကပုဂ္ဂလိကဆေးရုံဖြစ်တဲ့အတွက်ကြောင့်မို့လို့မွေးစရင်ကချက်ချင်းမရနိုင်ဘူးကြားတယ်ဆက်ဆက်တွေလုပ်ရတယ်အဲ့ဒါကြောင့်မို့လို့ကလေးကို passport လျှောက်လို့ခက်မယ်ပေါ့နော်ဘာဖြစ်လို့အဲ့ဒီချိန်အလဲကူကလည်းအာ လုံးလုံးနေတဲ့ခါကျတော့ကိုကနံကတကခရီးတွေလည်းသွားရတာပေါ့နော်အဲအဲ့လိုမျိုးဆိုရင် passport ကလည်းရှိရမယ်အ ਨੇ ဆုံးတော့အဲ့ချက်တော့ကကျမကဒီ WAP မှာရေးချရင်းနဲ့ပြန်လဲသိမြတ်ရေးအာပို program ရဲ့တာဝန်ခံလုပ်နေတယ်ပေါ့နော်လို့ဆိုတဲ့ဆိုတော့ကျမတို့နီလာခံသွားရမယ်နီလာခံဆိုပြမပြေတယ်မှမလုပ်ဘူးမလုပ်ဘူးဆိုတာကလည်းအာလုံးချုံရေးအာမခံချက်ရော ဟိုပြီးတော့မှဒီဖွဲ့ချုပ်ဖွဲ့ဝင်ဖွဲ့စည်းတွေရဲ့အခြေစိုက်တဲ့ကိစ္စတွေဖက်ဖက်ကပေါ့နော်အားလုံးကဒီချင်းမိုက်မှာပဲဆက်ပြေတဲ့အတွက်ကြောင့်မလို့ချင်းမိုက်မှာသွားလို့တာများတယ်ပေါ့ဆိုတော့ချင်းမိုက်ကိုသွားရမယ်ဆိုတဲ့အခါကျမတို့ကဟိုညီလာခံနဲ့လည်းနီးနေတယ်အဲအဲ့လိုဆိုတော့ညီလာခံကိုသွားဖို့အတွက်ကိုဟို passport ကလိုတယ်ခလေး passport ကလိုတယ်ခေါ်သွားရမှာပေါ့ခလေးကလည်းအဲ့ချိန်တော့ passport သွားလို့တဲ့အချိန်မှာလည်းဖြစ်လိုက်တဲ့ဒီ ပြဿနာဘာလဲခက်ခဲပေါင်းဆိုပါကျဆိုတော့ကိုကလက်မထိုးဘူးလက်မထိုးနိုင်တာမဟုတ်ဘူးထိုးနိုင်တယ်ဒါပေမဲ့အဲ့ဒီစနစ်ကိုကိုကတိုက်ဖြတ်နေပါတယ်ဆိုမှလက်ထိုးဟိုပေးရင်တော့ဒါဒီလူလောက်ကိုကဘာလဲအာ ထင်ကြီးစရာမရှိဘူးဒီမှာပြောချင်တာကလေသူများတော့ပြောပြီးတော့ကိုကိုတိုင်တော့မလုပ်ဘူးဆိုတဲ့ဟာဖြစ်တယ်လေဘာလို့ဆိုကိုကိုတိုင်ကဒီလက်စာမှုတိုက်ဖြတ်နေတယ်အဂတိကိုတိုက်ဖြတ်နေတယ်ဟိုကိုစေပြေဖို့အတွက်ကနဲ့ဒီအဂတိကိုလက်ထိုးမယ်ဆိုရင်တော့ဒါကတော့ကျွန်မခံယူချက်နဲ့လောကမကိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်မမလုပ်ဘူးဟိုလက်မထိုးဘူးအဲ့ဒီမှာလည်း passport လျှောက်တဲ့ process မှာလည်းအများကြီးပဲခက်ခဲတွေမျိုးမျိုးဟိုဖြစ်ဖြစ်ခဲ့တာပဲပေါ့နော် เอ่อလက်ထိုးလိုက်တဲ့လူကြတော့ချွတ်ချွတ်ရှူပဲရသွားတယ်စိတ်ပြေသွားတယ်ဆိုတော့ခုနပြောတယ်ဒီကျမရင်နဲ့ပတ်သက်ပြီးတော့မှခလေးမွေးတဲ့ခါကျတော့ဒီကျမခန္ဓာမှာပေါ့နော်ကိုမျိုးသမီးဆေးရုံမှာမွေးတယ်ဟိုမွေးတဲ့ခါကျတော့လေကိုကဟိုရွရွမွေးလို့မရဘူးအဲ့ဒါနဲ့ဟိုရေးပေါ်ခွဲဆက်ရတာပေါ့နော်ဒါပေမဲ့သူတို့စီကိုဆေးရုံကိုသွားတက်ကြတဲ့ကတော့ပြောတာကရွရွမွေးလို့ရရင်ရွရွမွေးမယ်ပေါ့ဒါပေမဲ့အာရွရွမွေးလို့မရဘူးဆိုရင်တော့လေ ဒါတော့ဟိုပေါ့ဒီဖွဲ့ဆရာမှာပဲပေါ့နော်အဲ့ဒါပြောတာအဲ့ဒါနဲ့ဒီကျမပြတဲ့ပါရဂူကလည်းဂျိုဟိုမဟာမြေပါရဂူကလည်း तू ကဒီစိုးရဆေးရုံရဲ့ဟိုနဲ့ချိတ်ထားတာမဟုတ်ပြန်ဘူးအဲ့လိုမျိုးဆိုတော့ဒီသူသပြည့်ကျမခန္ဓာမှာပေါ့နော်ဟိုမြို့သမီးဆေးရုံမှာချိတ်ထားတဲ့ဆရာဝန်မဟုတ်တဲ့ခါကြတော့သူတို့ကဟိုသိပြီးတော့မှဟိုပေါ့နော် ဟိုကောင်းကောင်းမလုပ်ပေးဘူးလို့ပြောရမှာပေါ့နောက်တော့ကျွန်မခန်းကိုသွားပြီးတော့မှဟိုဂျူးတဲ့မတိုင်ကလေးကအခန်းတောင်းတယ်အခန်းပုတ်ခင်လုပ်တယ်မရဘူးဘလို့မမရပဲနဲ့အဲ့လိုပဲလူအများကြီးအဲ့ဒီဟောခိုင်းတဲ့မှာလူတရာလောက်ရှိတဲ့ဘီဆောင်ဆိုဘီဆောင်အေဆောင်ဆိုတဲ့အေဆောင်အဲ့ဒီတဲ့မှာနေရတာပေါ့နော်နေပြီးတော့မှအဲ့ဒီကတဲ့လေးနဲ့ဘင်းနဲ့ကပ်ရဲ့အဲ့လိုမျိုးတွေအာအလို့ရတဲ့ခါကြတော့နေရတဲ့ခါကြတော့အဲ့ဒီရဲ့ ွားကလေတော်တော်စုတ်ပြတ်နှောက်ချပြီးတော့မှလေဘယ်မှာမကူမဒါရမရံလို့မနော်ဒါရမပြည်သူဆိုရလက်ထက် energy ဆိုရလက်ထက်ပြည့်ပြည့်ပြောင်းလဲရေးတွေလုံနေပါပြီဆိုတဲ့အချိန်မှာတော့မှဒီလိုမျိုးစုတ်ပြတ်နှောက်ချပြီးတော့မှဟွာဖြစ်တာအမ်ဟွာတော့ဟိုဒေါ်စုကတော့ပြောတာပေါ့နော်သူသူဟို energy လက်ထက်မှာအာကျမရေးပြည့်ပြည့်ပြောင်းလဲရေးတွေလုပ်တယ်ရန်ကုန်စီးရုံကြီးကောင်းလာပါပြီတို့ပါတို့ အဲ့လိုမျိုးပြောတယ်အမှတတဲ့တွေမှာလည်းပြပြောတယ်ဒါပေမဲ့လည်းလူတွေကတကယ်ထင်တယ်ဘာကြောင့်လဲဆိုတော့အရင်တော့ခောက်ယိုကျိုးတဲ့ဝန်ထမ်းတွေကဒီစစ်အာဏာရှင်အဆက်ဆက်လက်ထက်မှာလူကြီးလာတဲ့ချိန်ခဏကောင်းပြပြီးလုပ်ပြပြီးတော့လူကြီးပြန်ပြီးဆိုရင်ဘာမှအောင်တို့ရင်တို့ရင်ပဲလုပ်တဲ့ဟိုဟာဖြစ်တာဟုတ်အဲ့လိုဆိုတော့ဒါတော်မရန်ကုန်မြို့မှာရှိတဲ့ဘဘမြို့သမီးဆေးရုံတော်မှာအဲ့လောက်စုတ်ပြတ်လုံချတယ်ဆိုရင်တော့ ကြံတဲ့နယ်ဆေးရုံတွေဆိုတော့ပြောမနေနဲ့အဲ့ဒီပါလေကျွန်မပြန်ပြီးတော့ဟိုစဉ်းစားရင်ခုချိန်လေးကျွန်မစိတ်နာလာရှိတယ် safety ဆိုတာနားမလည်ဘူးဟိုလူကုန်သိခါဆိုတာလည်းနားမလည်ဘူးအဲ့ဒီကဆရာမတွေတူနာပြီးတော့ပတ်စံတောင်းဖို့လောက်ပဲစဉ်းစားတယ်ပတ်စံတောင်းဖို့ပဲကြည်တာ ကျမယောက်ျားဆိုရင်သူတို့ကလေအမလင်ငွေဆောင်မတက်ခုခါလောက်တယ်ဆိုတော့ဟိုဟာကလည်းဟိုအဲ့လိုမျိုးဟိုဘာလို့လဲပညာညာအဲ့လိုမျိုးမေးတဲ့ခါကျတော့အဲ့လိုမျိုးပြောပြလိုက်ရောအမလင်ကျမယောက်ျားစီမဆိုသူတို့ပတ်စံတောင်းဖို့လာပဲသူတို့အာယုံရတယ်အဲ့ဒီကဆရာမအဲ့ဒီလေသူနာပြုတွေကိုလေတကက်တကက်စိတ်နာတယ်အဲ့ဒီကသူနာပြုတွေရဲ့အဆစ်တန်းအဲ့ဒါကြောင့်မလို့အော်လို့ငါဘမပြီမှဟိုသူတို့ရဲ့ဝန်ထမ်းပေါ့နော်အစတော့ကတော့ကိုကတော့စဉ်းစားတာဒီမိုကရေစီစနစ်ရောက်ရင်တော့ ိုကလုံးမယ်အမ်ဆိုရအောင်ထမ်းလုံးမယ်ပေါ့နော်အဲ့လိုမျိုးကိုကဟိုတို့တွေးထားခဲ့တယ်ပေါ့ဒါပေမဲ့လည်းဘယ်လိုမှအဝင်ဝင်ခင်ရမှာဖြစ်ဘူးကျမတို့သင်တာကလည်းထိုင်းမှာတင်တယ်ထိုင်းရဲ့ကျမ်းမာရေးဆိုတော့တကယ်ဆိုအာရှဆက်ပဲရှိတယ်နော်အာရှဆက်မှာတော့မတတော်ကောင်းတယ်အဲ့ဒါကြောင့်ဗမာပြည်လူတွေအကုန်လုံးကထိုင်းမှာပဲသွားသွားပြီးတော့မှစိတ်ကူးရတယ်ဆိုတာအဲ့ဒါအဲ့ဒါမျိုးတွေလေအာ ထိုင်းရဲ့ကျမရေးအာစနစ်ကောင်းတာအနောက်တစ်ခုက international university ကနေတက်ထားတဲ့ခါကျတော့အဲ့ဒါကြောင့်မို့လို့အခုဒီမှာဟွာပေါ့နော်စာမွေးပြန်ဖြည့်လို့ရတယ်ဆိုတာလေအဲ့ international university ထိုင်းရနေပြီးတော့ပြီးထားလို့ဟိုပေါ့နော်ဟိုဆိုတော့ထိုင်းမှာကကျမရေးစနစ်ကအဆောက်အအုံကကောင်းတဲ့ခါကျတော့ကိုယ်နိုင်ငံကိုသွားရင်တောင်မှကိုယ်နိုင်ငံမှာသွားလို့လုံးဝဟိုစီနဲ့ရေဖြစ်နေတယ် ိုင်းနဲ့အမေရိကန်ဆိုရင်တော့တခါဆိုင်နဲ့ရေထပ်ပြီးတော့ဖြစ်သွားတာပေါ့နော်ဗမာပြည်နဲ့ဟိုအမေရိကန်နဲ့ဆိုရင်တော့ဒါအမိုးနဲ့မြေပြန်ဖြစ်သွားမှာပေါ့အဲအဲ့လိုမျိုးလေဟိုအဲအဲ့လိုပဲပြောလို့ရတယ်ဟိုဒီနိုင်ငံမှာကျမ်းမာရေးစရိတ်အာကြီးတာကြီးတာတပိုင်းထိုင်းမှာတော့ကျမ်းမာရေးစရိတ်ကတော့တက်တာတော့တက်တာပေါ့နော်ဒါပေမဲ့လည်းအာအမေရိကန်ကိုမှီဖို့ကတော့အများကြီးလိုပါတယ်